အီရန်ခေါင်းဆောင်အယာတိုလာခါမီနီကအီရန်ကနေထွက်ပြေးဖို့စီစဉ်နေပြီး ရှင်သန်ခွင့်ပြုရင်သွေးကြောင်းစီးမယ်လို့အီရန်ပြည်ပြည်အင်ရှိဆန်တတိပေးလိုက်ပါတယ်။အီရန်အင်ရှိဆန်မင်းသားရီဇာပါလာဗီကအယာတိုလာခါမီနီနဲ့ထိတ်တန်းအီရန်စစ်ဘက်ခေါင်းဆောင်တွေဟာအီရန်ကနေထွက်ပြေးဖို့စီစဉ်နေတယ်လို့ပြောဆိုထားပါတယ်။ အမေရိကန်ရဲ့အနောက်အင်အားစုတွေအနည်းနဲ့ခမီနီကိုတတန်းစစ်နေစေပြီးချက်ချင်းမတုတ်တင်နိုင်ရင်သွေးကြောင်းစီမယ်လို့သတိပေးပြောဆိုခဲ့တာပါခမီနီဟာအစ္စရေးနဲ့စစ်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းကအီရန်နိုင်ငံအတွင်းကမြောက်ဥမင်ဘန်ကာတခုမှပုံနေပြီးအစ္စရေးကိုပြစ်ခတ်ဖို့တိုက်ခိုက်ရန်အမိန်ပေးခဲ့တယ်လို့ဆိုပါတယ်လက်ရှိအချိန်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার စစ်ရုံနေရာကို တိုက်ခိုက်ခဲ့ပြီး အီရန်ကလည်းကာတာမှာရှိတဲ့ American Leaders Camp ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ရီဇာပါလာဗီဟာ1989ခုနှစ်ကအစ္စလာမ်ရဲ့တော်လှန်ရေးအီရန်မှာအနိုင်ရသွားပြီးတဲ့နောက်မှာဖခင်ထံကနေအာနာကိုခါမီနီက လူယူသွားတဲ့အတွက်နိုင်ငံအတွင်းမှာထွက်ပြေးကာအမေရိကန်မှာဇနီးသမီး၃ဦးနဲ့နေထိုင်နေသူဖြစ်ပါတယ်။